ရာဟိတလုံနေပေမယ့်တခြားလူတွေလိုမချမ်းသာပဲနဲ့ပိုင်ဆိုင်မှုတွေဆိုလိုဘာတစ်ခုမှမရှိပါဘူးလို့ပြောလာတဲ့ဆယ်လီဖူတူမြန်မာနိုင်ငံမှာလူတော်တော်များများကပရာဟိတလုံရင်လည်းချမ်းသာသွားပေမယ့်တိုးမှာတော့ပိုင်ဆိုင်မှုတွေမရှိပါဘူးလို့ပြောလာသူကတော့တတော်ဆယ်လီဖူတူကပုတုပြောတော့ပါပဲမြန်မာနိုင်ငံမှာပရာဟိတလုံတဲ့အသင်းဖွဲ့ရင်းလူပုဂ္ဂိုလ်တွေတတော်များများဟာဘာကြောင့်မှမသိပဲပုံပေါ်ချမ်းသာလာတဲ့ပိုင်းဒီလိုချမ်းသာတဲ့လူတွေကိုမေးခွန်းထုတ်ရင်းလည်းသူတို့ကလူနိုင်လူလားဆိုပြီးတော့မိခံရတတပါခုခါမှာတော့တစ်တောင်းဆယ်လေးပုတို့အောင်သူဟာတခြားလူတွေလို့ ရိုင်းလောင်းလုံးနဲ့မချမ်းသာတဲ့ပြင်ပိုင်ဆိုင်တာတွေမရှိလို့ရိုးသားစွာပြောလာတာပဲဖြစ်ပါတယ်။တိတော့ဆယ်လီပုတို့အောင်စောင်းပိုင်းမှာတော့တိတော့ဆယ်လီတို့ဆိုပေမဲ့လည်းနောက်ပိုင်းမှာတော့ပရိုက်တာလုပ်ငန်းတွေပဲဇက်တိုင်းလုပ်နေရတာဖြစ်ပါတယ်။ထို့ပြင်တော့ပုတို့ဟာအမှုပညာချင်းနဲ့ရတဲ့ငွေတွေကိုလှူဒန်းလုပ်ခဲ့တာပါ။အဲဒီနောက်မှာတော့ပုတို့ကိုယုံကြည်ထားတဲ့ခုနှစ်ရက်သားသမီးစေတနာရှင်အလှူရှင်တွေကလည်းလှူဒန်းနေတာဖြစ်ပါတယ်။အထူးသဖြင့်တော့တိတော့ဆယ်လီပုတို့ဟာလူတွေကိုပြောင်းကပြိုင်နေတဲ့အလှူခံနေတာဖြစ်ပါတယ်။ပုတို့ဟာ ဒီလိုမျိုးပရိုင်းနာလုပ်နေမိမယ်သူ့အနေနဲ့ကိုကျိုးအတွက်တုံးတာမရှိဘူးလို့တပြားတစ်ချက်မှလည်းအလုံငွေမရှိတော့ပိုင်ဆိုင်နဲ့စီးစိမ်အုပ်ဆိုင်လည်းမရှိကြောင်းကိုပြောလာတာပါမန်နေဂျာမှလည်းဆယ်လီပရိုဟာအောက်ခြေဘွားကနေတက်လာတာဖြစ်ခါစင်းရဲမိမယ်မြင့်မြတ်တဲ့စိတ်ထားနဲ့ပရိုင်းနာလုပ်နေတာဖြစ်ပါရင်ဒါကြောင့်လည်းဆယ်လီပုတ္တကိုလူတွေကချီးကျူးကြလို့ဆယ်လီပုတ္တကိုလိုင်းလီစိန်ဆိုင်ကတော့မှငကတ်တင်ရန်ရှင်းပြခဲ့တာဖြစ်ပါရင်ပရာဟိတလုံနေပေမယ့်တခြားလူတွေလိုမချမ်းသာပဲနဲ့ပိုင်ဆိုင်မှုတွေဆိုလိုဘာတစ်ခုမှမရှိပါဘူးလို့ပြောလာတဲ့ဆယ်လီပုတ္တု မြန်မာနိုင်ငံမှာလူတော်တော်များများကပရိုက်တာတော်ရင်နဲ့ချမ်းသာသွားပေမယ့်တို့မှာတော့ပိုင်ဆိုင်မှုတွေမရှိပါဘူးလို့ပြောလာသူကတော့တတော်ဆယ်လီပုတုပါပုတုပြောတော့ပါပဲမြန်မာနိုင်ငံမှာပရိုက်တာလုပ်တဲ့အသင်းဖွဲ့တွေလူပုဂ္ဂိုလ်တွေတတော်များများဟာဘာကြောင့်မှမသိပဲပုံပေါ်ချမ်းသာလာတဲ့ပိုင်းဒီလိုချမ်းသာတဲ့လူတွေကိုမေးခွန်းထုတ်ရင်းနဲ့သတို့ကလူနိုင်လူလားဆိုပြီးတော့မေးခွန်းရတတာပါခုခါမှာတော့တတော်ဆယ်လီပုတုကသူဟာတခြားလူတွေလို့ပရိုက်တာလုပ်ရင်းနဲ့မချမ်းသာတဲ့ပြင်ပိုင်ဆိုင်တာတွေမရှိလို့ရိုးသားစွာပြောလာတာပဲဖြစ်ပါတယ်တတော်ဆယ်လီပုတုကစောပိုင်းမှာတော့ တတော်ဆန်လီတို့ဆိုမယ်လဲနောက်ပိုင်းမှာတော့ပရိုက်တာလုပ်ငန်းတွေပဲဇက်တိုင်းလုပ်နေရတာဖြစ်ပါတယ်။သူဖြစ်တော့ပို့တို့ဟာအမှုပညာချင်းနဲ့ရတဲ့ငွေတွေကိုလှူဒန်းလုပ်ခဲ့တာပါ။အဲဒီနောက်မှာတော့ပို့တို့ကိုယုံကြည်ထားတဲ့ခုနှစ်ရက်သားသမီးစေတနာရှင်အလှူရှင်တွေကလည်းလှူဒန်းနေတာဖြစ်ပါတယ်။အထူးသဖြင့်တော့တီတော့ဆယ်လီပို့တို့ဟာလူတွေကိုပြောင်းကပြိုင်နေအလိုခံနေတာဖြစ်ပါတယ်ပို့တို့ဟာဒီလိုမျိုးပရိုင်းလာလုပ်နေပေမယ့်သူ့အနေနဲ့ကိုကျိုးအတွက်တုံးတာမရှိဘူးလို့တပြားတစ်ချက်မှလည်းအလိုငွေမရှိဘူးလို့ပိုင်ဆိုင်နဲ့စီးစိမ်ဥစ္စာတွေလည်းမရှိကြောင်းကိုပြောလာတာပါ ။မန်နေဂင်မှာလည်းဆယ်လီပရူဟာအောက်ခြေဘွားကနေတက်လာတာဖြစ်ခါစင်းရဲမိမယ်မြင့်မြင့်နဲ့စိတ်ထားတဲ့ brighter လုပ်နေတာဖြစ်ပါရင်ဒါကြောင့်လည်းဆယ်လီပရူကိုလူတွေကချီးကျူးကြလို့ဆယ်လီပရူကိုလိုင်းလီစိန်ဆိုင်ကတော့မှငကတ်တရန်ရှင်းမြင့်ခဲ့တာဖြစ်ပါရင်ပရာဟိတာလုံနေပေမယ့်တခြားလူတွေလိုမချမ်းသာပဲနဲ့ပိုင်ဆိုင်မှုတွေဆိုလိုဘာတစ်ခုမှမရှိပါဘူးလို့ပြောလာတဲ့ဆယ်လီပူတူမြန်မာနိုင်ငံမှာလူတော်တော်များများကပရာဟိတာလုံရင်လည်းချမ်းသာသွားပေမယ့်တုံးကတော့ပိုင်ဆိုင်မှုတွေမရှိပါဘူးလို့ပြောလာသူကတော့တော်တော်ဆယ်လီပူတူပါ ဘုရုပြောတော့ပါပဲမြန်မာနိုင်ငံမှာ bright တက်တဲ့အသင်းဖွဲ့ရင်းလူပုဂ္ဂိုလ်တွေတော်တော်များများဟာဘာကြောင့်မှမသိပဲပုံပေါ်ချမ်းသာလာတဲ့ပိုင်းဒီလိုချမ်းသာတဲ့လူတွေကိုမေးခွန်းထုတ်ရင်းလည်းသတို့ကလူနိုင်လူလားဆိုပြီးတော့မေးခံရတတ်တာပါခုခါမှာတော့တတော်ဆယ်လေးဘုရုအောင်သူဟာတခြားလူတွေလို bright တက်လို့ရင်းနဲ့မချမ်းသာတဲ့ပြင်ပိုင်ဆိုင်တာတွေမရှိလို့ရိုးသားစွာပြောလာတာပဲဖြစ်ပါတယ်တတော်ဆယ်လေးဘုရုအောင်ဆောင်းပိုင်းမှာတော့တတော်ဆယ်လေးတူဆိုပေမဲ့လည်းနောက်ပိုင်းမှာတော့ bright တက်လုပ်ငန်းတွေပဲဇက်တိုက်လုပ်နေရတာဖြစ်ပါတယ်သူပြင်တော့ဘုဒ္ဓဟာအမှုပညာချင်းနဲ့ရတဲ့ငွေတွေကိုလှူဒန်းလုပ်ခဲ့တာပါ အဲ့ဒီနောက်မှာတော့ပို့တိုယုံကြည်ထားတဲ့ခုနှစ်ရက်သားသမီးစေတနာရှင်အလှချင်တွေကလည်းညှိနှိုင်းနေတာဖြစ်ပါရင်အထူးသဖြင့်တော့ TikTok ဆယ်လီပို့တိုဟာလူတွေကိုပြောင်းကပြိုင်နေတဲ့အလှခံနေတာဖြစ်ပါရင်ပို့တိုဟာဒီလိုမျိုး brand လောက်လုပ်နေပေမယ့်သူ့အနေနဲ့ကိုကျိုးအတွက်တုံးတော့မရှိဘူးလို့တပြားတစ်ချက်မှလည်းအလှငွေတွေမရှိလို့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေလည်းမရှိကြောင်းကိုပြောလာတာပါ။မန်နေဂျာမှလည်းဆယ်လီပို့တိုဟာအောက်ခြေဘွားကနေတက်လာတာဖြစ်တာစင်းရဲပေမယ့်မြင့်မြင့်နဲ့စိတ်ထားတဲ့ brand လောက်နေတာဖြစ်ပါရင်ဒါကြောင့်လည်းဆယ်လီပို့တိုကိုလူတွေကချီးကျူးကြလို့ ဆယ်လီဘုဒ္ဓကိုလိုင်းလီစိန်ဆိုင်ကတော့မှာငကတ်တန်ရန်ရှင်းပြခဲ့တာဖြစ်ပါရင်